မင်္ဂလာပါပရိသတ်ကြီးတို့အောင်မြတ်သာ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာဇေယနာရာမညာရေးသားထားတယ်အောင်မြတ်သာနဲ့ကျုံးနတ်မဟုတ်ဆိုဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်မောင်ခင်အောင်ခင်မောင်ထားသားမအောင်ကွာရွာထိတ်ကင်းထဲမှာအရန်မူးပြီးအိပ်ပျော်နေတဲ့ခင်မောင်ကိုလှုံ့နှိုးလိုက်တဲ့ကိုအေးဆောင်ကြောင့်အိမ်မောကြနေတဲ့ခင်မောင်တယောက် အီအီတဲနဲ့ထလာခဲ့လိုက်တယ်။ကိုအေးဆောင်ဘာဖြစ်တာလဲဗျာ။ဘာဒီညဖဲနိုင်လာတယ်ကွာ။အဲ့ဒါဟိုနေရာကိုသွားကြရအောင်။ဖဲနိုင်လာလဲကိုဘာလာသွားဗျာ။ကျုပ်အိတ်ချင်နေပြီဗျာ။ဟာကွာမင်းကလေအိတ်တာနေတိုင်းအိတ်လို့ရတယ်။ဘာဒီနေမြွမြွမြက်မြက်လေးရလာတော့မင်းကဘာခေါ်သွားကြလို့ငါကောင်ကြီး။ဒီသမ်းပါအောင်ဗျာခမရဘဲကိုသွားကြင်လို့လေဟိုလေကွာမီးလုံးကြီးတွေထွန်းထားတယ်အိမ်ကိုသွားမလို့ကွာ မင်းကအဲ့လိုနေရာမှာအလုပ်လုပ်ဘူးတော့ငါထပ်ပိုကျွမ်းပါပါလောက်ပါကွာမင်းအတွက်ပါငါစိုက်ပေးပါမယ်ကွာကိုအေးဆောင်ရဲ့တကားကြောင့်ခင်မောင်ငုတ်ထုတ်ထိုင်လိုက်ပြီးတော့ဂျီဝေဝေဖြစ်နေတဲ့မျိုးလုံးတွေကိုလက်နဲ့ပုတ်တက်ပြီးကျုပ်လိုက်ဆိုလိုက်ပေးမယ်ဗျာဒါပေမဲ့အထက်တော့မဝင်ဘူးတော့ခမရစေတနာရှင်ကျုပ်ဖို့ဖယ်ထားတဲ့ပတ်စံပဲပြီးပေးပါမယ်ကွာအချင်းကနောက်ကျနေပြီကွာမြဲမြဲလို့ကိုအေးဆောင်ကခင်မောင်ရဲ့လက်ကိုဆွဲပြီးတော့အတင်းခေါ်ဆုံးမှုကြောင့် တောင်းရင်မြေကန်တဲ့ဘေးမှာရှိတဲ့ရက်ကွက်ဘက်ကိုထွက်လာခဲ့လိုက်တယ်။ခေမောင်ဆိုတဲ့လူဟာတကောင်ကျွတ်ရရဆဆလူမျိုးဖြစ်တဲ့ပြင်အလုတ်လဲအတော်လေးကိုစုံတာမို့မြို့မှာဆိုလို့ရှင်သူမသိတဲ့အရာဆိုတာမရှိသလောက်ရှားတယ်။အခုလဲကိုအေးဆောင်ရဲ့ခေါ်ဆောင်မှုကြောင့်လမ်းကျိုးလမ်းကြားတွေတွေကနေတောင်းရင်မြေကန်တဲ့ဘေးကရက်ကွက်တွေစီရောက်လာခဲ့ကြတယ်။ညတနားရီတောင်ရှိနေပါလား။ဒီချင်းဆိုရင်အဆင်မပြေတော့ဘူး။ခေမောင်ရဲ့စကားကြောင့်ကိုအေးဆောင်ကစုတ်တစ်ချက်တက်လိုက်ပြီးတော့ မင်းမကွက်ပြောက်နေရတယ်ရှိတာငါသိပါတယ်ကွာလုံးဆမ်းပါကွာကျုပ်သိတဲ့တနေ့ကတော့ရှိတယ်အမတော်မခံဘူးနော်ခေမောင်ကဗရင်တရားဖြစ်နေတဲ့ခြေလမ်းနေနဲ့ကျုံတော့ခွေနာမှာရှိတယ်လူနေအိမ်တွေဘက်ထွက်လာခဲ့လိုက်တယ်အိုးအေးဆောင်ဟိုးရှိမှမြင်နေရတဲ့အိမ်ဟာခမရပြောတဲ့အိမ်ပဲကျုပ်ကတော့အထက်ကိုလိုက်မဝင်တော့အေးပါကွာငါအစင်ပြေလို့ရှင်မင်းတို့အချိုးမြုပ်စီရပါကိုအေးဆောင်ကမီးလုံးနီနီတွေထွန်းလာတဲ့အိမ်ထဲကိုဝင်သွားတဲ့ချိန်ခင်မောင်က အိမ်ပြေးမှာရှိတဲ့ဗရောက်ပင်အောက်မှာစလိတ်ဖွာရင်ထိုင်ဆောင်နေခဲ့လိုက်တယ်။ခွေးတောင်လား။မင်းကငါ့အိမ်ကိုဘာထင်နေလို့ဒီစကားလာပြောလဲဟမ်။ရုတ်တရက်ထွက်လာတဲ့အော်လန်ကြောင့်ခင်မောင်းကခေါင်းထောင်မီကြည့်လိုက်ရာကိုအေးဆောင်ရဲ့ကော်လန်သားကိုဆွဲပြီးတော့ထိုးလာကြိတ်လာလို့ဖို့ရွေးနေတဲ့လူလက်ပိုင်းယောက်ျားနှစ်ယောက်ကိုမြင်လိုက်ရတယ်။မဟုတ်မဟုတ်ပါဘူးဗျာ။ကျုပ်ကျုပ်အိမ်မသွားလို့တောင်းပန်ပါတယ်။ဒီခွေးမကယူးကြံအောင်လုပ်လူနှစ်ယောက်က ကိုအေးဆောင်ရဲ့မျက်နှာကိုအခွက်ခွက်မြည်အောင်ထိုးနေတာကြောင့်ခင်းမောင်မနေတာတော့ပဲနဲ့ဂျားတဲ့ကိုပြေးဝင်ပြီအချင်းချင်းနဲ့အဲ့လိုမလုပ်ကြပါနဲ့ဗျာဆိုင်ပိတ်ရင်ပိတ်တယ်လို့ပြောရင်ရပါတယ်ဟာဒီကောင်ကဘာလဲဟာအေးလူတွေခမ ्या တို့လုံနေတာတရားမဝင်လုံတော့ကျုပ်အခုရဲတိုင်လိုက်လို့ရှင်အကုန်ဒုက္ခရောက်ကုန်မယ်ခင်းမောင်ရဲ့တကားကြောင့်ဒေါသပုံထနေတဲ့လူနှစ်ယောက်ရဲ့မျက်နှာကရဲကနေဖြစ်သွားပြီတော့ဘာလို့တရားမဝင်လုံအောင်မလဲကွာမင်းတို့ကခွေးစကားတွေပြောနေတာ ကားဆုံးမှာပဲခီမောင်ရဲ့မျက်နှာပေါ်ကိုလက်သေးနှစ်ချက်ဆင့်ကြလာပြီးတော့လူကလည်းထူပူသွားတယ်။ဟေးဟေးဘာဖြစ်နေကြလဲ။မီးရောင်တဝင်းဝင်းနဲ့ပြေးလာတဲ့လူတို့ချို့ကြောင်ညီကြီးပေါ်လဲကျနေတဲ့ခီမောင်ခေါင်းထောင်ကြည့်လိုက်ရာယူနီဖောင်းအပြည့်စုံဝတ်ထားတဲ့ပတ်ရောင်ရဲတွေကိုမြင်လိုက်ရတယ်။အဲဒီကောင်တွေပေါ့ကျွန်တော်အိမ်ကိုမကောင်းတာလှုပ်ရှားတဲ့အိမ်ဆိုပြီးလာချင်းနေလို့ဒီငမူးကောင်တွေကတော့ပေတော့မှာပဲ။ဒီကောင်တွေကိုလက်ထိတ်ခတ်လိုက်စမ်း။လာမောင်းမှာအရင်နှစ်ပြပါတဲ့ရဲက ခင်မောင်နဲ့အေးဆောင်ရဲ့လက်ကိုလက်ထိတ်ခတ်လိုက်ပြီးတော့ဆွဲထုတ်လိုက်တဲ့ချိန်ဟေးလူခမားအိမ်မှာမီးလုံးတွေထွန်းလာလို့ကြောက်တော့မြင်လို့လာတာလေဗျာအဲ့ဒါကိုရဲနဲ့ဖမ်းခိုင်းနေလားဒီခိုးရတဲ့ရောင်သားတွေကတော့ကွာမီးလုံးတွေထွန်းလာတယ်မင်းတို့ပြောတဲ့အိမ်ဖြစ်စရာလားကွာမီးလုံးတွေကနတ်ဆင်မှာထွန်းလာတာဖောက်ငမူးတွေကတော့ငါပြေးထွက်လိုက်ရသေတော့မယ်အဲ့ဒီတော့မှပဲခင်မောင်နဲ့အေးဆောင်တို့နှစ်ယောက်မျက်လုံးတွေကိုပြုတ်ပြက်ကြည့်လိုက်ရအိမ်ရှိအဝင်မှာဆောက်လုပ်ထားတဲ့ နတ်ကုန်းတစ်ခုကိုမြင်တွေ့လိုက်ရတယ်။ကိုဝေးဆောင်ရင်ကျုပ်တို့တော့အိမ်မပြီဗျာ။ခင်မောင်ရဲ့စကားကြောင့်ကိုဝေးဆောင်ရဲ့မျက်နှာကယူနေပူနဲ့လောင်းခံရတဲ့ကင်မွန်ရွက်လိုညှိုးကျသွားပြီးတော့အမူးနဲ့ပြေးသွားခဲ့ရတယ်။ခင်မောင်ရဲ့ကောင်းမှုကြောင့်ကိုဝေးဆောင်တို့အချုပ်ထဲကိုဂျန်တီရိုင်းတိုင်းနဲ့ရောက်လာခဲ့ကြရတယ်။နန်းဆောင်နေတဲ့အချုပ်ခန်းထဲမှာတော့တဝီဝီပြန်သားနေတဲ့ချင်းကြီးကမရေမတွက်နိုင်အောင်ရှိနေပြီးတော့အထဲမှာရှိတဲ့အချုပ်သားတွေရဲ့သွေးတွေကို စိတ်တိုင်းကြပွဲတော်တည်နေခဲ့ကြတယ်ဒီချင်းယူဘဲကောင်တွေပါလာတာလေအချုပ်ခန်းထိပ်မှာထိုင်ဆောင်နေတဲ့ရဲတယောက်ရဲ့စကားကြောင့်ပတ်တရောင်ရဲတယောက်မျက်စာပြစ်ပြလိုက်ပြီးတော့နတ်ကုန်းမှာထွန်းထားတဲ့မီးလုံးနေနေဖာအင်ကမီးလုံးမှားဝင်ပြီလို့ဖမ်းလာတာပြောဟာကွာအဲ့လိုကောင်းနေလဲစီသေးတာပဲလားဖေကောင်းနေအထက်အောင်ဝင်လားအချုပ်ခန်းရှိမှာထိုင်နေတဲ့ရဲကနံပါတ်တို့ကိုခွေရမ်းပြီးပြောလိုက်တာကြောင့်အေးဆောင်တဲ့ခင်မတို့နှစ်ယောက် ခေါင်းလေးငုံပြီးတော့အဆုပ်ခန်းထဲကိုဝင်သွားခဲ့လိုက်တယ်။အထဲကိုရောက်တော့အမောင်လူထဲမှာထိုင်နေတဲ့လူတချို့ကိုမြင်လိုက်ရပြီးတချို့တွေကတော့သူတို့ကိုပြုံးစိစိမျက်နှာထားနဲ့ကြည့်နေကြကြတယ်။ဟေးကောင်းနေဒီနောက်ကိုလာခဲ့သံရုပ်တရက်ထွက်လာတဲ့တန်းကြောင့်ကြည့်လိုက်ရအသက်90ရွယ်လူတယောက်စီကဖြစ်နေတာမြင်လိုက်ရတယ်။မင်းတို့တွေကဖာအိမ်ကနေမိလာတဲ့ကောင်တွေထင်တယ်။အဲ့လိုမပြောပါနဲ့ဗျာ။ကျုပ်ကအဲ့ဒါတွေဝါသနာမပါဘူး။ဒီကောင်မဲဝါသနာပါတာ။ ဘာပဲပြောပြောดิกว่าအမှုတွေอ่ะနှစ်ယောက်လုံးပါနေတာပဲဟဲ့ဟဲ့ဒါနဲ့ခမရအောင်ဘာဖြစ်လို့အထုတ်ကြနေရလဲခိုးမှုလားလိမ်လည်မှုလားငါလေတိမ်မြုပ်ပျောက်ကွယ်နေတဲ့အရာတွေရှားပွေမှုနဲ့အထုတ်ကြနေရတိမ်မြုပ်ပျောက်ကွယ်နေတဲ့အရာတွေဆိုတာဘာလဲဗျာမင်းတို့တွေသိကြင်လို့ရှင်အထုတ်ကလွတ်တဲ့အခါငါစီကိုလာခဲ့ကြခမရဗမာနေရလေငါရေးဘူးရွာมาနေတယ်กว่าရွာရောက်လို့ရှင်ဥပေတေးလို့ပြောလိုက်လူလန်းသိတယ် ဥပေတေဆိုတဲ့လူကခင်မောင်တို့ကိုမိတ်ဆက်ပြရနဲ့ဒုံကြီးကိုခြုံပြီးအိတ်လိုက်ပါတော့တယ်။နောက်တနေ့မနေ့ရောက်တော့ဥပေတေကိုဆွဲဆိုထားတဲ့အမှုကတသက်မရှိဘူးဆိုပြီးပြန်လုံပေးခဲ့ပေမယ့်ခင်မောင်တို့ကတော့အမြင်ကပုံမှန်နဲ့အချုပ်မှာတပတ်ခန့်နေပြီးမှပြန်လုံပေးခဲ့တယ်။အချုပ်ကနေလွတ်တော့ကိုအေးဆောင်ကခင်မောင်နဲ့အပေါင်းအသင်းမလုပ်တော့ဘဲနဲ့တီးကြနေခဲ့တာကြောင့်အပေါင်းအသင်းမရှိတဲ့ခင်မောင်လည်းအချုပ်ထဲမှာဆုံတွေ့ခဲ့ရတယ်။ဥပေတေနေတဲ့ရေဘူးရွာဘက်ထွက်လာခဲ့တယ်။ ရေဘူးရွာရောက်တော့ဥပေတေရဲ့အကြောင်းအမေးပြီးထွက်လာခဲ့ရာတိတ်မသွားသေးခင်မှာပဲဥပေတေနေတဲ့အိမ်ကိုဆိုက်ဆိုင်မြိုက်မြိုက်ရောက်လာခဲ့ပါတော့တယ်ဥပေတေကျုပ်ကိုမှတ်မိလားဗျဖာအိမ်သွားလို့ဖမ်းခတ်ရတဲ့ကောင်ပဲဘယ်နေ့ကလွတ်လာတာလဲဟောဗျာကျုပ်သွားတာမဟုတ်ဘူးဗျာဘေးလူတွေကြိုက်တမျိုးထင်နေပါအောင်မယ်ဟာဟာဟာဒါကြတော့ဆက်တက်သားပဲကွာလာကွာဈေးနှွေးလာကဥပေတေရဲ့စကားကြောင့်ခင်မောင်ကခစ်ပြစ်မှာဝင်ထိုင်ပြီးတော့ ရေနွေးတစ်ခွက်ကိုထည့်တောင်းနေတဲ့အချိန်ဥပေဒီတောင်းရင်မြေအပေါ်ဘက်မှာဂွင်တစ်ခုတွေ့လို့ဗျာအသံနဲ့တူကျိုးတစ်ခွေကိုပခုံးပေါ်လွှဲထားတဲ့လူတယောက်ခြံဝင်းထဲကိုဝင်လာခဲ့မင်းကဘယ်ကနေကြားလာလဲကွာတစ်တော်ဘက်ကလူနေပါသွားတဲ့လူတယောက်ပြောတာဗျာအဲ့ဒီဘက်မှာလေဖောင်ကျိုးပြက်ပြီးမြုပ်နေတဲ့ကျိုးနဲ့တည်းရှိရဆိုပဲမင်းကသွားရှာစင်းနေရလား तू ကအတိအကျပြောနေတော့သွားကြည့်မလားလို့သွားရင်မောယုံပဲရှိမယ်ငါ့ကောင်ကြီး တနေကုန်ငုတ်လို့ဒရုံးတော်ရရင်ကန့်ကောင်းအဲ့လိုဆိုရင်တော့မသွားတော့ပါဘူးဗျာဒါနဲ့ဥပေတ္တိကအလုံနာထားလားအချိန်မကြသေးလို့နားယူနေတာပါကွာဒီလိုမျိုးဆိုတာကိုလှုပ်ရှင်တဲ့အချိန်လှုပ်လို့မှမရတာဟုတ်ပါပြီဗျာကျွန်းနဲ့မဟုတ်ဆိုရပြောတာဆိုတော့ကျုပ်တို့လည်းနားထောင်ရမှာပေါ့ဥပေတ္တိရဲ့စကားကြောင့်ကျိုးခွေလွယ်ထားတဲ့သူကခြံပြင်ထွက်သွားတဲ့အချိန်ခင်မောင်ကဥပေတ္တိကိုလှည့်ကြည့်လိုက်ပြီးတော့ဥပေတ္တိရဲ့နာမည် ဘလို့ဖြစ်ပြီးတော့ကျုံးတဲ့မဟုတ်ဆိုဖြစ်သွားတာလေဒီအကြောင်းလေးပြောရမယ်ဆိုရင်တော့မင်းငါစီမှာညှိုက်ပြီးနားထောင်မှာရမယ်ကွာညှိုက်ဆိုလဲအိမ်မှာပေါ့ဗျာကျုပ်ကထမင်းတော့ကျွေးရမှာနော်ထမင်းလောက်ကတော့ကျွေးနိုင်မှာတော့ကွာမင်းကဘလောက်စားမလဲကျုပ်ကစားတာပါဗျာဥပိတရားလေးကျုံးတဲ့အများကြီးကိုရှာခဲ့ဘူးတာလားဒါဘောကွာငါဘောကမှာလေရေမြုပ်ကျုံးတဲ့မြေမြုပ်ကျုံးတဲ့အများကြီးရှာခဲ့ဘူးလေဒီလိုရှာတဲ့အချိန်မှာလဲ ထူးခြားစမ်းကြတဲ့ဖြစ်ရည်ကြုံခဲ့ရဘူး။မင်းကိုပြောပြရင်ယုံမာတော့မဟုတ်ဘူး။စိတ်ဝင်စားကြပဲပြော။ကျုပ်ကလည်းလေဒီလိုအကြောင်းအရာတွေဆိုငငယ်တည်းကစိတ်ဝင်စားတာ။ငါ့ကိုကျိုးနဲ့မဟုတ်ဆိုဖြစ်အောင်လို့လူတယောက်ကလှုပ်ပေးခဲ့တာ။ "तू ကငါ့စီကိုမထင်မှတ်ထားပဲရောက်လာခဲ့တယ်လို့မထင်ထားတဲ့အချိန်မှာပဲထွက်သွားခဲ့။အဲ့ဒီလူကဘသူလဲဗျ။သူ့နာမည်ကအောင်မြတ်တာလို့ခေါ်တာပဲသိတယ်။တကယ်ကိုလေးသားကြည့်ညို့ကိုကောင်းတဲ့လူပေါ့ကွာ။ ဥပေတီကခလန်းလာမှာမြင်နေရတဲ့မုကုံဆောက်ဝိုင်းကိုငေးကြည့်ပြီးတော့အတိတ်ကဖြစ်ခဲ့တဲ့အကြောင်းအရာတွေကိုတလုံးချင်းပြောပြခဲ့ပါတော့တယ်။ဥပေတီကနမနဲ့လိုက်အောင်ပိပိတီတီနေတဲ့လူမျိုးစားစရာမရှိလဲရှိရလဲစားပြီးတော့အိတ်စရာမရှိရင်လဲကြောတခင်းတာနေရမှာရသလိုအိတ်တက်တဲ့သူ။တကယ်မှာတော့ဥပေတီရဲ့ဘဝကိုအပြောင်းလဲဖြစ်စေမဲ့ဖြစ်ရက်တစ်ခုပေါ်ပေါက်လာခဲ့တယ်။အချိန်ကမိုးကုံဆောင်းကူရာသီဖြစ်တဲ့အတွက်မနက်9နာရီလောက်ထိ အမောင်တို့ကဖုံးလန်းနေကြတယ်။ဥပိတေကတော့ကုန်ထမ်းလို့ရလာတဲ့ငွေနဲ့ဝယ်ဆောင်ထားတဲ့အရက်တကူကြောင့်လမ်းမလေးကအကျော်တဲပေါ်မှာနှင်းနှင်းချိုက်ချိုက်အိပ်ပျော်နေကြတယ်။အဲ့ဒီအချိန်မှာပဲဟေ့လူထားပါအောင်ဗျာ။အတန်ကြောင့်ငေါခနဲ့ထားထိုင်ပြီးကြည့်လိုက်ရာအညိုရောင်ယောဂီဝယ်ဆောင်ကိုဝယ်ထားတဲ့လူသုံးယောက်ကသူ့ဘေးမှာထိုင်နေတာကိုမြင်လိုက်ရတယ်။ဘာလဲဗျာ။မနက်အစိုးရလာနှိုးရတယ်။ခမရဥပိတေလား ဟုတ်တယ်လေသူ့ကိုတီးနေကြလားတီးတယ်ပဲဆိုပါတော့ဗျာခမရအခုလို့ဘွားနဲ့နေရတာမငြင်းငွေ့ဘူးလားထူထူဆန်းဆန်းပြောလာတဲ့စကားကြောင့်ဥပိတေကမျက်ခုံးပင်းကကြိလိုက်ပြီးတော့ကျုပ်ကဒီလိုမနေလို့ဘလို့နေရမှာတော့ခမရရဲ့ဇာတာမှာအခုလို့ပေါ်ပြက်ပြက်နေရမယ်ဇာတာမပါလောက်ဒါဗျာကျုပ်နောက်ကိုလိုက်ခဲ့တခါမှမတိမမြင်ဘူးတဲ့လူရဲ့စကားကိုဥပိတေကလွန်ဆန်တာချင်းမရှိပဲနဲ့အိမ်နေရာမှာစက္ကနဲထားတိုင်းပြီးတော့ အနောက်ကနေလိုက်သွားခဲ့လိုက်တယ်။ယောဂီဝေထားတဲ့လူကပူပိတ်တွေကိုတောင်းရင်မြဲအထပ်ပိုင်းကိုခေါ်ဆောင်သွားပြီးတော့ကျိုးမင်းနေလေးကြပေါက်နေတယ်။ကန်းတစ်ပေးရောက်မှာမြင့်လေကိုကြည့်လိုက်ပါဦး။ခမရဘာမြင်ရလဲ။အမည်မသိလူရဲ့စကားကြောင့်မြင့်လေကိုကြည့်လိုက်ရာရေတွေတသင်သင်စီးစီးနေတဲ့တောင်းရင်မြဲလဲမှာတော့ကိုယောင်ကိုဟာပြူးပြူးပြက်ပြက်နေလူတို့ချို့စကားထိုင်ပြောနေတာမြင်လိုက်ရတယ်။ထူးဆန်းလိုက်တာဒီလူတွေကလည်း လှေတွေဖောင်းနေမှာပါပဲနဲ့ရေးလဲမှာထိုင်နေကြပါလားသူတို့တွေကလူရောဟုတ်ပါမလားလူဆိုရင်ရေးလဲမှာထိုင်လို့ရပါမလားဗျာအခုမြင်နေရတာနှစ်ချို့ကျိုးနဲ့တုံးတွေစောင့်ကြနေအဆောင်လျှောက်တွေပဲကျိုးနဲ့ဆိုတာဘာလဲဗျာတုပ်ဖြင့်တစ်ခါမှမကြားဘူးပါအခုကြားဘူးပြီမဟုတ်လားခမရလေဒီရက်ဒေသနဲ့ပဋ္ဌာန်းဆက်ပါလာတဲ့သူမို့ကျိုးနဲ့ဆိုတဲ့ဂံမရတဲ့အကြောင်းကြားသိရတာကျိုးနဲ့ကိုတိတော့ဘာလုပ်လို့ရမှာ သိရတာပေါ့ဗျာကျုံးနဲ့ဆိုတာလောကီပညာရကြည့်မယ်ဆိုရင်ငွေနဲ့ဝင်းကြိုက်တဲ့တစ်တမျိုးပဲစီးပွားရေးရရောတခြားရောပညာပိုင်းဆိုင်ရာကိစ္စတွေမှာကျုံးနဲ့ကိုအသုံးချလို့ရတယ်ခမရကျုပ်ကိုကျုံးနဲ့ရှာသိနေတာလားကျုပ်သဘောဆိုတာထက်ခမရရဲ့အတိတ်ဘဝတော်ဆက်ခဲ့ဘူးတဲ့သူတွေကြောင့်လို့ဆိုရမှာပဲဟောဒီတောင်းရင်မြင့်တစ်ချောင်းမှာလူမသိသူမသိနှိမ့်ညွန့်နေတဲ့ကျုံးနဲ့တွေအများကြီးရှိတယ်ခမရအနေနဲ့ကျုပ်ပြောတာကိုမကျုံရင် ဖမ်းမင်စိတ်အောက်ကိုသွားကြည့်လိုက်ထူးခြားတာတွေကြုံတွေ့ရလိမ့်မယ်ယောဂီဝေလူရဲ့စကားကြောင့်ဥပေတိလည်းယုံတော့မယုံတော့နဲ့ခေါင်းငိမ့်ပြလိုက်ပြီးတော့ဒါဆိုရင်လည်းစမ်းကြည့်တာပါမဟုတ်လို့ရတော့ခမောင်းနဲ့ကြုံနဲ့တွေ့အဲ့ဒါလိုပြောပြီးတော့ညစ်အလေကိုကြည့်လိုက်တဲ့ချိန်သူ့ဖွဲ့စကားပြောနေတဲ့သူတွေကချက်ချင်းဆိုလိုပဲညစ်သေးကိုဒိုင်မင်ထိုးချပြီးပြောက်ွယ်သွားခဲ့တယ်ဥပေတိလည်းအခါမှမကြုံမှုနဲ့ဖြစ်ရကြအောင်စိတ်ထဲမှာမတင်မကြဖြစ်ပြီးတော့ မနက်မိုးလင်းလာနဲ့တဖမ်းမေစိတ်ကိုသွားပြီးကျိုးနဲ့ရှာဖူးတဲ့လောက်ကိုစတင်လောက်ကန်ခဲ့တော့တယ်ဥပေတွေကငဲစင်းတဲ့ဟာတန်လွင်မြေကမ်းတစ်ပင်းမှာကြီးပြင်းခဲ့တဲ့သူမျိုးရင်ငုံချင်းအတက်ပြင်းလာမှာတခြားသူတွေထက်ပိုမိုကျွမ်းကျင်ခဲ့တာကသူ့အတွက်အခြေကြီးဆုံးသောအရာဖြစ်ခဲ့တယ်ဥပေတွေကလည်းကော်ဖီအောင်တန်းနေတဲ့မြစ်ပြင်အောင်မှာစံတူဝါဝါကူးခိုင်နေဟိုဟိုဒီဒီလိုက်ဆန်းကြည့်ရဝါးရပြန်သာရှေးအောင်ရောက်မှာတော့ ။နားထဲကနေလူတယောက်စကားပြောတယ်လို့လို့အတန်းတွေကို စတင်ကြားလာခဲ့ရတယ်။အစာပိုင်းမှာတော့စိတ်ထင်တာဖြစ်မှာပါလို့တွေးပြီးကူးခတ်နေပေမဲ့အတန်းပုံမပြတ်သားလာတာကြောင့်အာယုံဆိုင်နားထောင်လိုက်ရ။အောက်ဖက်ကိုဆက်ငုပ်တာ။မာကြောကြောအရာတစ်ခုတွေ့ရင်ရအောင်ဆက်ယူလာခဲ့။ခြေအောက်ထဲမှာမို့လို့ဥပိတိတယောက်ကြောက်စိတ်ပြီးဖြန်းကနေပေါ်ပေါက်လာပေမဲ့စိတ်ကို တင်းပြီးအောက်ကိုဆက်ငုပ်သွားရ။ခြေအောက်ကျမ်းမြင့်နဲ့ထီလို့ထီခင်အချိန်မှာတော့ တစ်သားလိုလိုကြောက်လိုလို မာကြောကြောအရာတစ်ခုကိုဆမ်းလိုက်မိတာနဲ့ရှိသမျှခွန်အားနဲ့ဆွဲယူလိုက်ရာအဆိုပါရာကရှွန်းနုံထဲကနေလက်ထဲကိုစိတ်ကနေပါလာခဲ့ပါလာတဲ့အရာကိုမြင်းအောင်စုပ်ကင်ပြီးတော့ရေးပေါ်ကိုပြန်တက်လာခဲ့ရာမြေပြင်ပေါ်ကိုခေါင်းရမှာတော့သူ့ကိုလက်ပိုက်ပြီးရက်ကြည့်နေတယ်ယောဂီဝိလူသုံးယောက်ကိုဥူးစွာမြင်တွေ့လိုက်ရတယ်ဟဲ့လူတွေကျုပ်ကိုဆွဲတင်ပါအောင်ဗျာဥပိတရဲ့စကားကြောင့် ယောဂီဝေထားတဲ့လူမြောက်ကညီကန်းတပီးကနေဆွတ်တင်လိုက်ပြီးတော့ကျုပ်တို့ပြောတာကိုယုံမိမဟုတ်လားခမရလို့ပြောနေတာဒါလားဥပေတီကလက်ထဲဆုပ်ကင်ထားတဲ့ရောင်တသာတစ်တုံးကိုမြှောက်ပြပြီးပြောလိုက်ရာသပင်ကိုဘေးတောင်ထုံးထားတဲ့လူကစက်ခနဲ့လှိုင်းလိုက်ပြီးတော့ဒါကရေမြုပ်ကျွန်းနဲ့ပဲလာဗျာကျွန်းနဲ့ရဲ့ထူးခြားဆိုင်တွေကိုကျုပ်ပြမယ်ဥပေတီလည်းဆူရွှဲနေတဲ့ခန္ဓာကိုယ်ကရေတွေကိုလက်နဲ့ညှစ်ချလိုက်ပြီးတော့ ယောဂီဝေလူ၃ယောက်ခေါ်ဆောင်တဲ့နောက်လိုက်သွားခဲ့လိုက်တယ်။တဖမ်းမင်းသက်ရဲ့ဘေးကလျက်မှာတော့ငါးဖမ်းလုံငန်းလုတ်ကင်ကြတဲ့လူနေရက်ကွက်တစ်ခုရှိပြီးလူနေရက်ကွက်ရဲ့ဘေးမှာတော့တောင်ထိုးနေတဲ့မြေပြင်တစ်ခုရှိနေခဲ့တယ်။ယောဂီဝေလူကတောင်ပြင်ကိုရောက်တော့လက်ထဲကင်ထားတဲ့ကျွတ်နဲ့တုံးကိုချလိုက်ပြီးဘောင်ကောင်သူ့မျက်လုံးဒိဗာဆက်ကူရင်ကတ်ပေးလိုက်။ဘေးမှာပါလာတဲ့လူကရွေထဲကအင်းတစ်ချက်ကိုထုတ်ပြီးတော့ ်ဥပေတိရဲ့မျက်လုံးကိုစပ်ဖို့ပေးလိုက်တယ်ဥပေတိလည်းမျက်လုံးကိုဖိဖို့လိုက်တဲ့အချိန်ကြောင့်အမြင်အာရုံတွေပြာကနေဖြစ်သွားပြီးတော့မျက်ခုံတွေကိုဖွင့်ကြည့်လိုက်ရသူယူလာတဲ့ကျွတ်နဲ့တုံးပေါ်မှာရစ်ပတ်နေတဲ့မဲမဲပြောင်ပြောင်မူဟရတကောင်ကိုမြင်လိုက်ရတယ်မြတ်စွာဘုရားနဲတဲ့ကောင်ကြီးမဟုတ်ပါလားပပင်းတကားကအဆွဲတဖွဲ့ဖွဲ့နဲ့မွေးဟောက်ကြီးကကျုံးနဲ့တုံးပေါ်မှာခွေးနေဥပေတွေကိုစိုက်ကြည့်နေခဲ့တယ်။အရန်လည်းမကြောက်ပါနဲ့ဗျာ ။ "तू ကခမောက်ရံပြူးမဲ့သူမဟုတ်ပါဘူး။ဒီဒီမူရဘလို့လုံပြီးတော့ကျွတ်တ်တုံးပေါ်ရောက်နေရတော့။ तू ကအစတည်းကဒီတုံးပေါ်မှာနေရလိမ့်ဗျာ။ခမားနေနေဒိဗတ်ဆက်ကူအင်းကြောင့်အခုလိုမြင်လိုက်ရတာ။ဖះဖះလောကကြီးမှာလေဒီလိုအရာကြီးလဲရှိနေသေးပါလား။တိတ်ရှိတာပေါ့ဗျာ။ဒီထပ်ပို့ပြီးစမ်းကြတဲ့အကြိုက်လေအများကြီးရှိတယ်။ယောဂီဝေလူကစကားဆုံးတာနဲ့မပြင်းတကားကဖြစ်နေတဲ့မွေးဟောက်ရဲ့ကောင်းကိုလက်နဲ့ပုတ်တက်လိုက်ရာ မဲနဲ့တောက်ပြောင်နေတဲ့မွေးရောက်တွင်ကနေအသက်20အရွယ်ခန့်ရှိတယ်ယောက်ျားတယောက်တွင်ပြောင်းသွားတာမြင်လိုက်ရတယ်ယောဂီဝေလူကယောက်ျားအတွင်ပြောင်းသွားတဲ့လူကိုစိတ်သိကြည့်ပြီးတော့မောင်နာကဒီလူကလေတင်တို့တွေစောင့်ရှောက်နေတယ်ကျိုးနဲ့တွေကိုပြန်လဲဖော်ယူပေးမဲ့သူပဲသူ့ကြောင့်မင်းတို့ရဲ့ဘဝပြောင်းလဲကြလိမ့်မယ်ပြည်စုံကောင်းမွန်တဲ့ဘဝတည်တွေကိုရောက်လာကြလိမ့်မယ်အဲဒါကြောင့်အခုကစပြီးတော့သူ့ကိုကူညီပေးကြပါအဲ့ဒါလို့ပြောလိုက်ရာ အစင်းအောင်ပူးစားရင်းကြီးဝှစ်စင်ထားတဲ့သူဟာခေါင်းနှင်းပြပြီးတော့ဆရာကိုယ်တိုင်ပြောမှာတော့ကျုပ်တို့လည်းမယုံကြည်ကြရမရှိတော့ပါဘူးသူ့အနေနဲ့စောင့်ထိုင်းရမယ့်အရာတွေကိုစောင့်ထိုင်းပြီးတော့ဂရိမပြတ်ဘူးဆိုရင်ကျုပ်တို့ဘက်ကကူညီဖို့အသင့်ပါပဲတဲကြားတယ်နော်ချေလျှောက်ဒီပုံကိုယ်တွေဟာဥပိတေကိုကူညီပေးလိမ့်မယ်သင်အနေနဲ့ရလာတဲ့အကျိုးမြတ်ထရာဘေးပုံနှစ်ပုံသူတို့အတွက်ကုသိုလ်ကောင်းမှုပြုလုပ်ပေးပါ အကျိုးမြတ်ရလိုက်တော့ပြောတဲ့အတိုင်းကျုပ်လုံနိုင်ပါတယ်။ဒါနဲ့ခမားတို့ကဒီမှာနေကြတာမဟုတ်ဘူးလား။ကျုပ်တို့တွေကခြေဦးတရသွားနေကြတဲ့သူတွေမို့အရက်ဒေတာတစ်ခုထဲမှာအချိန်အကြာကြီးမနေပြကြဘူး။အခုလဲတောင်းရင်မျက်ဆောင်ဖို့ကကုညီတောင်းလို့တင့်ကိုလမ်းလာပြပေးတာ။တင်လဲတနေ့ကြလို့ရှင်တင့်နေရာအစားထိုးမဲ့သူကျုပ်တို့လိုပဲလမ်းပြပေးပါ။ယောဂီဝေလူကဥပိတေကိုပြုံးရွှင်တဲ့မျက်နှာထားနဲ့ပြောပြီးတော့လက်ကိုဖွေးရလိုက်ရာ ရှေ့မှာရက်နေတဲ့လူငယ်ကဖြတ်ခနဲဆိုလို့ပြောက်ွယ်သွားခဲ့တယ်။အဲဒီတော့မှဥပဒေလေသူ့ရှေ့မှာရှိနေတဲ့သူတွေဟာတာမန်ပုံကိုယ်တွေမဟုတ်မှန်းနားလဲသွားပြီးတော့ကျုပ်စကားပြောတာရှင်သီးခင်တောင်းမှန်ပါတယ်။ကြားပါတယ်ဗျာကျုပ်တို့တွေနားလဲနိုင်ပါတယ်။ဒါနဲ့လေဒီဟာပုံကိုယ်တွေရဲ့နာမည်များသိခွင့်ရှိမလား။ကျုပ်နာမည်ကအောင်မြတ်သားလို့ခေါ်တယ်။သူတို့ကတော့မောင်ကောင်းနဲ့ခွန်းလာပါ။ဆရာတို့ရဲ့နာမည်ကိုကျုပ်မှတ်သားထားပါမယ်။ တကယ်လို့ဒီရက်ဒေတာကိုပြန်ရောက်လာရင်ကျုပ်စီကိုဆက်ဆက်တာလာခဲ့ပါဗျာကံမကုန်သေးရင်တော့ပြန်ဆုံးအောင်ဆုံနိုင်ကြမှာပါကျုပ်တို့ခွင့်ပြုအောင်ဗျာဩဒါနဲ့လေဒီကျုံးနဲ့တုံးဂယုဒဆိုင်နဲ့တိန်ထောင်းတော့ तू ကခမည်းဘဝရဲ့အရေးပါဆုံးပစ္စည်းတစ်ခုပဲဖိတ်ချပါဗျာကျုပ်သေးချထိမ့်သိမ့်ထားပါမယ်အောင်မြတ်သားတို့လည်းဥပိတေရဲ့စကားကြောင့်ပြုံးလိုက်ပြီးတော့သွက်လက်တဲ့ခြေလန်းနေနေ တောင်ရင်မြကံပေးကနေထွက်လာခဲ့တော့တယ်ဒါဆိုလို့ရှင်အဲ့ဒီတွေကသူတို့နဲ့ထပ်မတွေ့ရတော့ဘူးအပြင်မှာမတွေ့ရပါပဲအိမ်မက်ထဲမှာတော့မကြခဏဆိုပြီးတွေ့ရတတ်တယ်သူတို့တွေကြောင့်ပဲမင်းနဲ့ဆုံရတာလေဘလို့ကျွန်တော်နားမရှင်းလို့ပြန်ပြောပါအောင်ခေမောင်ရဲ့စကားကြောင့်ဥပေတွေကကိုန်းတရားကိုပါစတဲ့ထိုးထည့်လိုက်ပြီးတော့လုံခဲ့တဲ့တပတ်လောက်တော့အိမ်မက်ထဲမှာငါ့ဆရာရောက်လာတယ်ကွာအချုပ်ထဲမှာ ငါနဲ့တူတဲ့လူတယောက်ရောက်လာမယ်လို့ပြောသွားတယ်။အဲဒါကြောင့်ငါလည်းအချုပ်ထဲရောက်အောင်လို့ကြံရတာပေါ့။ဟာဗျာ။ကျုပ်ကြောင့်ဥပ္ပေရီကအချုပ်ထဲရောက်ခဲ့တာပေါ့။နှစ်ရက်လောက်ကငါတို့ဘာမှမဖြစ်ပါဘူးကွာ။ဒါနဲ့လေဥပ္ပေရီနေနဲ့ကျိုးနဲ့တွေကိုဘလို့ဆက်ချကြလဲဆိုတာဘ ഹു သူဒ္ဒနေနဲ့ပြောပြပါလား။ငါဒီလောက်ကိုဆက်လုံနိုင်ခဲ့တာပရမအုံးဆုံးတွေ့ခဲ့တယ်ကျိုးနဲ့တုံးကြောင့်ပဲကွာ။အဲ့ဒီချိန်ငါကလေအိမ်ပိုင်မရှိစားစရာမရှိခဲ့တာကြောင့် ရလာတဲ့ကျွန်းတဲ့တော်မဆိုးဟောင်းနဲ့ပတ်ပြီးတော့သွားလျောက်တဲသွားခဲ့တာဖရက်မှာတော့ငါအိတ်နေတဲ့ချိန်ကျွန်းတဲ့တုံနဲ့ကနေအင်းကြီးအစိမ်းအောင်ဝှက်ထားတဲ့လူထွက်လာပြီးတော့ဖရက်ပင်စိတ်အောက်ဖက်မှာကျွန်းနဲ့ရှာဖို့ပြောတယ်ကွာငါလည်းအိမ်မက်ကနိုးလာတော့သူပြောတဲ့အတိုင်းလုပ်ဖို့အတွက်တရက်ပင်စိတ်ကိုထွက်လာခဲ့တာပေါ့တရက်ပင်စိတ်ဆိုတာအခုရိုးရားပတ်သွားတယ်တရက်ပင်လှေစိတ်ကိုပြောတာလားဟုတ်တယ်ကွာအဲ့ဒီတော့အခုလို့လှေတွေမများသေးတော့တရက်ပင်စိတ်က ကလေးတွေရေကူးတဲ့နေရာလောက်ပဲရှိနေသေးတာငါလည်းသူပြောတဲ့အတိုင်းရေးတဲ့စင်းကုန်တော့အရှိနှစ်ပေလုံးပတ်တစ်ပေလောက်ရှိတယ်ကျုံးနဲ့တုံးတုံးကိုရှာတွေ့ခဲ့တယ်ကျုံးနဲ့တုံးကိုတွေ့တော့ခါမှချိတ်ထားတယ်ကျိုးနဲ့ချီပြီးတော့ကုန်းမော်ဆွဲတင်ရတာပေါ့အပေါ်ရောက်တော့ငါလည်းဆမ်ဘလော့တစ်သီးငှားပြီးတော့ဇက်တလုံးနေတဲ့ဖုန်ကြီးကျောင်းလေးကဇရက်ထဲကိုတည်လာခဲ့လိုက်တယ်အဲ့ဒီကျုံးနဲ့တုံးအောင်ဘလို့အစွမ်းနေရှိတာလဲဗျငါလည်းကွာအဲ့ဒီချိန်တော့ ကျိုးနဲ့ကိုဘာလို့ရမှန်းမသိဖြစ်နေကြတာအဲ့ဒီညမှာပဲအိမ်မထဲကိုယောက်ျားတယောက်နဲ့မိန်းမတယောက်ရောက်လာပြီးတော့ကျိုးနဲ့တုံးငကယုံဖျားထုပြီးတော့အဋိဌာန်အောင်ဖျားမှလှူဖို့အတွက်အိမ်မလာပေးခဲ့ဥပေတေကဘဘူးထုတတ်လို့လားဘယ်ရလာထုတတ်ရမှာလဲကွာပထန်းဆက်ဆိုတာသူ့အဆက်နဲ့သူလာတယ်ဆိုတာအဲ့လိုမှငါယုံနာကွာအိမ်မမတ်ပြီးတော့နောက်နေမှာပဲဖုန်ကြီးကြောင်းဝင်တဲ့ကိုဘဘူးလုပ်ငန်းနဲ့အတန်မူဝဲကြောင်းလုပ်တယ်မိသားစုတို့သူရောက်လာခဲ့ သူတို့တွေကလည်းဒီရက်တွေတောင်မြေဆန်းခရမ်းပြိုပြောင်းလာကြတဲ့သူတွေလေဖုန်းကြီးကလည်းသူတို့ငါနေတဲ့ဆေးရမှာပေးနေရတယ်ဘဘူးသမားတွေနဲ့တီးခဲ့ရတာဥပေတွေကအစင်းသိမ့်လိုက်တာဗျာအဲ့လိုပဲပြောရမှာပေါ့ကွာအတူတူပြောရရင်တော့သူတို့ရဲ့အကူကြီးနဲ့ငါလည်းငကယုံဖျားတဆူရခဲ့တယ်လို့ဆိုရမယ်ငါလည်းဖျားကိုရတာနဲ့အိမ်မထရတာအရိဒံအောင်ဖျားမှာသွားလူပေးခဲ့တာပေါ့ချစ်စင်တော့ငါသွားတဲ့နေ့မှာ ဖျားပေးရကွင်းမြင်နေမှာနကနာပေးနေရတယ်ကြုံတာပဲကွာဆိုင်းနံဘုံနံလေးလဲကြအောင်ငါးချက်တော့တရားဆက်သွားလို့မရတော့ပဲနဲ့လက်ထဲပင့်ထားတယ်ဖျားအပြေးပြေးနဲ့ရေးလန်လာတယ်ငါလည်းဘာလို့လို့လောက်အောင်မသိဖြစ်နေတဲ့ချိန်နကနာဘွဲမှာဝင်ပူးထားတယ်ညဆန်နေမင်းသမီးကငါရှိတဲ့ဘက်ကိုလက်ညှိုးထိုးပြီးတော့ကျိုးနံမုတ်ဆိုးလာပြီသူ့ဒီခေါ်လာခဲ့လို့ပြောတော့တာပဲဒါဆိုလို့ရှိရင်ကျိုးနံမုတ်ဆိုးဆိုတဲ့နာမည်ကအဲ့ဒီကနေစရခဲ့တာပေါ့ ဟုတ်ပါကွာငါလည်းတစ်ခါမှမကြုံဘူးတော့လူအုပ်ထဲကိုမဝင်ရဲဘူးကွာအဲ့မှာမိန်းမတယောက်ကလူအုပ်ထဲကနေဘိုင်းကနေပြစ်လဲကြပြီးတော့ငါစီကိုနဂါးတကောင်လို့လူးလှိန်လာခဲ့တယ်။သူကငါရှိလဲရောက်ရောနဂယုံဖျားကိုဦးကောင်းပေါ်ရက်ပြီးတော့မြေကြီးပေါ်မှာလှိန်နေတာထူးဆန်းတာကွာလူကမြေကြီးပေါ်မှာလှိန်နေပေမယ့်ခေါင်းပေါ်တင်ထားတဲ့ဖျားအောက်ကိုကြာမသွားဘူးကွာဒါမျိုးတွေကမယုံလို့လည်းမရဘူးဗျာအခြားသူတွေတော့မသိဘူး ကျုပ်ကတော့ယုံတယ်အဲ့ဒီနေ့ရဆပြီးတော့ငါနာမည်လဲကျိုးနဲ့မဟုတ်ဆိုဖြစ်သွားတော့တာပဲနောက်ထပ်ကျိုးနဲ့တွေရှားတော့ရောထူးဆန်းတာတွေမကြုံရဘူးလားဘယ်ပြောကောင်းမလဲကွာကြုံရတာဘောကွာတခါတော့ကျိုးနဲ့ငုတ်တော့လူကြီးပေါင်လုံးလောက်ရှိတယ်မွေနကားတကောင်ကကျိုးနဲ့တော့ရစ်ပတ်ပြီးတော့နေနေတာကွာဘလို့လုံးလုံးမဖဲဘူးကွာနောက်ဆုံးမှာတော့ညာရင်းကိုဆရာတော်ကိုယ်တိုင်ကြွလာပြီးတော့မြစ်တာရက်ခံတော့မှာပဲနေရာဖဲပေးခဲ့တာ ဒါဆိုရင်ကျုံးနဲ့တရားလေငကားဆောင်နဲ့တက်လို့ပြောလို့ရတာပေါ့အဆောင်လျှောက်တွေကတော့အများကြီးရှိတယ်ခေမောင်ကြီးလာမင်းကိုငါပြမယ်ဦးပေတွေကခေမောင်လက်ကိုဆွဲပြီးတော့ဖျားကန့်ကိုခေါ်သွားပြီးငကားကိုးကောင်ယုံထားတဲ့ဖျားကိုလက်ညှိုးထိုးပြပြီးတော့အခုမင်းဖူးနေရတယ်ငကားကိုးကောင်ယုံဖျားအတော်ထူးဆန်းနေဒီဖျားကိုလေဖန်ဘက်ကဆရာတော်တပါးကမှားထားတာငါလဲကွာကျုံးနဲ့ထဲကအကောင်းဆုံးသားကိုရွေးပြီးတော့ ဘဘူသမားတွေနဲ့ထူခိုင်းခဲ့တာပေါ့ဘဘူသမားတွေပြောတာတော့ထူနေတဲ့အချိန်ဆိုရင်ဝေတွန်တန်နေနှာမုတ်တန်နေကြားရတယ်ဖျားလဲပြီးရောငါလဲမှားတဲ့စီကိုပို့လိုက်တာပေါ့ပို့ပြီးလို့တပတ်လောက်ကြာတော့ဆရာတော်ကိုယ်တိုင်ငါးစီရောက်လာပြီဒီဖျားငါနဲ့မအပ်ဆောက်မင်းစီမှာပဲအပူတော်ခံရမယ်လို့မိန့်ခဲ့တယ်ဘလို့ဖြစ်တာလဲဗျာဆရာတော်ပြောတာတော့ညဘက်တည်းဆိုရင်လူ၉ယောက်ကဂရင်ဘေးကိုလာပြီးတော့ဒီနေရာမှာသူတို့မနေလို့ကြောင်းတယ် ငါးစီကိုပြန်ပုတ်ပွေးဖို့ဖတ်တလဲလဲရှောက်ထားတယ်လို့ပြောတယ်။အဲဒါကြောင့်ဆရာတော်လည်းငါးစီကိုလာပြန်ပို့သွားတာ။ဥပိရိရဲ့အကြောင်းအရယ်ဗျာ။နားထောင်ရတာတသိန်းတော်ထားတယ်ဗျာ။အေးကွာအဲ့လိုမျိုးတွေကြုံရတော့ငါလည်းပောက်ကြရတယ်မလုံရဲတော့ဘူး။ဥပိတေကျုပ်တခုမေးဟုံးမယ်ဗျာ။ကျုံးတဲ့တေကိုလေဥပိတေပြင်အခြားသူတွေရောမရှာကြဘူးလား။ရှာကြတာပေါ့ခင်မောင်ရ။အခုကလေ ကျုံးနဲ့သေးကအရန်ကောင်းတော့ရှာတဲ့သူတွေပူများလာကြတယ်ငါတော့အိမ်မက်ရမှာပဲရှာတာအခုငါလည်းအသက်ကြီးပြီဆိုတော့ငါနေရာမှာစက်ခံဖို့အတွက်လူတယောက်လုံနေပြီကွာအဲ့ဒါကြောင့်မင်းကိုခေါ်လာခဲ့တာဟာဗျာကျုပ်ကဘာမှမတတ်တဲ့ဂျယ်လီဘီကောင်းပါဗျာဥပိတရဲ့ခြေပြောက်တော့မမိတော့ပါဘူးငါအမြင်မှာတော့မင်းမှလည်းတိမ်မြုပ်နေတဲ့ရာလေရှီကောင်းရှိလိမ့်မယ်ကွာငါဆရာအကြောင်းမရှိပဲနဲ့မင်းကိုရှာခိုင်းမှာမဟုတ်ဘူး ဒါမဲ့မင်းအနေနဲ့ငါစီမှာနေပြီးတော့ဘဝတိုးတက်ရတိုးတက်ကြအောင် ရှာမလားအရင်ဘဝကိုပြန်သွားမလားဆိုတာတော့မင်းမဲ့ဆုံးဖြတ်ရလိမ့်မယ်အရင်ဘဝတော့ပြန်မသွားကြမှာဘူးဗျာဥပိတ္တရာခေါ်ရင်တော့ကျုပ်နေမှာပေါ့ဗျာဒါဆိုလို့ရှိရင်မင်းဘက်ကနေမယ်ဆိုတာသိကြပြီနော်သိကြပါရဲ့ဗျာဥပိတ္တိခိုင်းသမျှကျုပ်လုပ်ပါမယ်အခုတော့မင်းကိုဘာမှမခိုင်းသေးဘူးကွာမကြခင်အချိန်မှာတော့မင်းရောငါရောလှုပ်ဆောင်ရမယ့်ကိစ္စတခုပေါ်လာလိမ့်မယ် ဒီကိစ္စကိုတော့ငါဆရာကိုယ်တိုင်စီမံမယ်ထင်တယ်။ဒါဖြစ်လို့ရှင်ကျုပ်ကဥပဒေရဲ့ဆရာဖြစ်သူကိုမြင်မှုရတော့မှာပေါ့နော်။မင်းအခုလို့တောက်စားမှုယူနေတော့မြင်ရမယ်မထင်ဘူး။ကျုပ်ထိမ့်မယ်ဗျာ။မတောက်ရလဲနေနိုင်အောင်ကြိုးစားကြည့်မယ်။ကောင်းပြီလေ။မင်းရဲ့လုံနိုင်စွမ်းကိုစောင့်ကြည့်ရသေးတာပေါ့။ဥပဒေကခင်မောင်းကိုကဲကက်ကလှမ်းပြောလိုက်ပြီးတော့ဖះเจ้าတောင်ဘက်ထားသွားပြီးကျိုးနဲ့ဆင်းလူတွေကိုအဝင့်နဲ့ပို့နေခဲ့လိုက်တယ်။ ဥပဒေနဲ့ခင်မောင်တို့နှစ်ယောက်အောင်မြတ်သာကဘာကြောင့်စူသီးခိုင်းခဲ့တာလဲသူတို့နှစ်ယောက်နဲ့ဘလို့ကိစ္စတွေလုပ်ဖို့ရှိမလဲဆိုတာတော့အောင်မြတ်သာနဲ့နတ်ဖွတ်ကျွတ်နတ်တုံးဆိုတဲ့ဇလန်းလေးကိုစောင့်မျှော်အားပေးကြပါအောင်ခင်ဗျာဆုံးထိနာဆင်ပေးကြတဲ့ပြည်သက်ကြီးအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်အောင်မြတ်သာဇလန်းတွဲတွေကိုနှစ်သက်သဘောကြတယ်ဆိုရင်ဖြင့်ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားပေးကြပါအောင်ခင်ဗျာ